မြန်မာပြည်ရင်းမှာရှိတဲ့သူတွေနေ့တတူကအလွယ်တကူရှာဖွေစားတောက်နိုင်ပေမဲ့ဒီပရောက်မြန်မာပြည်သားတွေကလူတန်းရှိလို့ပဲဖြစ်ဖြစ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆုံလို့ပဲဖြစ်ဖြစ်ကိုယ်တိုင်လှုပ်ရှားနိုင်မှုအတွက်ရွှေကြည်စနင်းမကင်းလုံနီးလေးဝေမျှလိုက်ချင်ပါတယ်ရွှေကြည်စနင်းမကင်းလုံဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့အုံဒီရွှေကြည်မုံသကြားထောပတ်ဘိန်းစီစီနဲ့စားလို့ပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကိုစုဆောင်းပြီးသွားပြီဆိုရင်တော့အုံဒီကိုချက်ပြီးအရေရအောင်လုပ်ရပါမယ် အစင်းသင်းလို့ပြီးသားအုံးတို့လည်းဝဲလို့ရနိုင်တာမို့တကူးတကအပင်မမခံကျင်သူတွေအတွက်အားသာချက်တစ်ခုလည်းဖြစ်ပါတယ်။နိုးစီဘူးငါးဘူးသာအုံးလို့ရပြီဆိုရင်တော့ရွှေကြီးမုံနဲ့တကြားကိုရောမှွေပြီးညီညွတ်အောင်တန်းလာတဲ့အထိလှော်ရပါမယ်။လိုချင်တဲ့အနေထားကိုရလာပြီဆိုတာနဲ့စီနဲ့ထောဘက်ကိုပါထည့်ပြီးလှော်ရပါမယ်။အယောင်ကပို့ပြီးနေရလာချိန်မှာအုံးတို့ကိုထည့်ပြီးရွှေကြီးထိုးဖို့စတင်ရပါမယ်။ ဆွေကြီးစနမကင်းအစိတ်သားပန်းတပန်းထူရဲ့ကောင်မဆွေကြီးစိတ်သားပါဝင်နေတကြားသုံးတယ်သားပါလို့နည်းစီရမကြတာတော့ဘောက်ကမကြခွဲတာဗရင်းစီရတော့မမတ်သားနဲ့စားအနေနဲ့ပြောရမယ်ပုံဒီရတော့နှလုံးသုံးအောင်ပုံဒီကိုပြမအောင်လို့အရင်ဆုံးပုံဒီကိုဥည့်ပြည့်ထားပါမယ်ဥည့်ပြည့်ပြီးနှောင်းရီပြန်ပြီးတော့ရေမွေးလေးနဲ့ရေနဲ့ရောပြီးတော့နည်းပြီးတော့ညှိရပါမယ်ညှိတဲ့အခါမှာလို့ဒီကငါးဘူးစားလိုက်လို့ပြစ်ထားပါမယ် ပြပြီးတဲ့အခါကျလို့ရှိရင်စီနဲ့ထောပတ်ကိုတသက်တဲ့ဦးတလုံးမှာအပူပြပါမယ်။စီပူလာတဲ့အခါမှာရွှေကြီးနဲ့တကြားကိုထည့်ပြီးလှုပ်ပါမယ်။အနီရောင်တန်းလာတဲ့အခါကျလို့ရှိရင်နှောင်းကိုထည့်ပြီးတော့ထိုးပါမယ်။ထိုးတဲ့အခါမှာလည်းစားအုပ်ကထည့်ပြီးထိုးပါမယ်။ထိုးပြီးလို့ရွှေကြီးများလုံးလာပြီးတော့စီပြစ်လာတဲ့အခါကျလို့ရှိရင်ကိုယ်ကောင်းကဘာနဲ့ကိုသူ့ကိုနှောင်းထည့်ရပါမယ်။နှောင်းထည့်ပြီးတော့မျက်နှာပြန်ညှိပါမယ်။ညှိတဲ့အခါကျရင်ဥယျာဉ်လေးနဲ့မျက်နှာပြန်ညှိပြီးတော့ သူ့အပေါ်ကြီးနဲ့ညံ့များလေးနဲ့ပေါ့ပါပေါ့ကန်ဒီမှာအပေါ်ကနေပြီးတော့ဘေးစီလေးတွေချီပေးရပါစီပြန်လို့မုံသားလုံးလာပြီဆိုရင်တော့မုံခုံမဲ့ဘန်းထဲကိုပြောင်းထည့်ပြီးမျက်နှာပြင်ကိုညီအောင်ညှိရပါမယ်ညီသွားပြီဆိုရင်တော့အုံတို့ရေဆန်းဘိန်းစေဖြူပြီးရင်အပေါ်မီးစဖုတ်ရပါမယ်ဒီဆောင်ဆိုရင်တော့ကြောက်ဖြုံယူသင်မောစီအတုံးလေးတွေနဲ့ရေပဲဆန်းဒီဟိုစီလူရင်းယူကိုလည်းထည့်နိုင်ပါတယ်ရွှေကြည်စနွေးမကင်း25ချက်သားတပန်းထိုးမယ်ဆိုရင်အုံဒီနှလုံး ၊ကြား30သား၊ရွှေကြီးအစိတ်သား၊ထောပဲ2ချက်ခွဲသား၊စီ5ချက်သား၊ဘိန်းစေ5မှတ်သား၊စားအနေငယ်အချိုးစာတိုင်းလုံနိုင်ပါပြီ။